ော့လေမိနေတဲ့လူတွေရောဟောတော့ပြီးအခုမှပြန်ပြီးတိရဲ့ဆိုရင်လည်းဟိုအဖေးသားနေရဲ့လည်းရှိဦးကြီးကြီးရဲ့သားနေရဲ့ဖြစ်လို့ရှိအားပေးပါပေါ့နော်ပြန်ပြီးတော့ကျွန်တော်ဒီသူတို့တွေရဲ့ခွန်အားတွေရတော့မှကျွန်တော်ဒါအဲ့တော့ဆက်ချောက်ကြရင်ကျွန်တော်ဆက်ပြီးတော့ music ခါလို့လုပ်ရှင်စိတ်ကြီးရှိမယ်ပြန်ပြီးတော့ကျွန်တော်ရမ်းနိုင်တယ်ပေါ့နော်ကိုကတော့လုတ်ဖြစ်တယ်ကျွန်တော် Facebook မှာလည်းအလိုလိုကြပြားလေးတွေပါလို့ရေးလို့ရေးဖြစ်တယ် ဟိုမသေးွားအောင်ပေါ့နော်ဒီလေးကိုရွှဲပြတယ်အခုညနေကတော့ music နဲ့တော့တခြင်းဘိုင်းမှာတော့ကျွန်တော်အဲ့ record မလုပ်ဖြစ်ဘူးပေါ့နော်ဒီလိုပဲအဲ့လိုရေးရေးဖြစ်တဲ့အားလေးရှိတယ်တခြင်းကတော့ဟိုလုံးချင်စိတ်တယ်ရှိပါတော့ဆန္ဒဒါပေမဲ့အခုကတော့အဲ့ဒီစင်မောဟာနဲ့ကဟိုဆိုတော့ကင်းကွာမှာပေါ့နော်အဲ့ဒီကွာလေးကကျွန်တော် J5 ပြီးရအောင်မှအဲ့လိုမျိုးဖြတ်ပြီးတော့မလုပ်ဖြစ်တော့ဘူး ွက်လည်းကိုလည်းတပွေတကားဟာတော့လုပ်ဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ကိုပိုင်တန်စင်နေကျွန်တော်တို့ခစ်ကတော့အဲ့တုန်းကကျွန်တော်တို့ယူလာတော့ပန့်ရောဒီ alternative တွေပေါ့နော်အဲအဲ့လိုမျိုးမျိုးဒီအဲ့တုန်းကကျွန်တော်လုပ်ဖြစ်ကိုပိုင်တန်စင်နေရောဟုတ်ကဲ့ကျွန်တော်အဲ့ဆိုရတာရေးရတာအဲ့အထူးသဖြင့်ပြီးရတာဦးလေးတွေရတယ်အိုးဘဝကြီးလို့ဆိုလဲရေးတာဆိုတာတွေကဝါသနာပါတော့အိမ်မှာငငယ်တည်းရတယ်နေနေတော့ဒီကိုအမတွေရောအမတွေဆိုလဲမိန်းကလေးတွေပြောတာသူတို့က အိမ်မှာခေတာတီးမသိဘူးလို့ဆိုတော့မောင်မားတွေဆိုရခေတာတွေတီးရပါတယ်ဆိုတော့ကျွန်တော်အဲ့ပိုးတွေကဟိုမသိသေးတယ်မှာဆိုတော့ပါနေတယ်နဲ့တူတယ်ဥလေးတွေဆိုလည်းဟိုမလုတာမလုဖြစ်တာလေအခုကျွန်တော်တို့အဲ့ဥလေးတယောက်ရှိတယ်အရင်တော့တော့အဖေတို့နဲ့တော့တီးပွားရေးပါတယ်သူကလုတယ်အခုတော့သူကအမေရိကရောက်သွားပြီပေါ့နော်သူဆိုလည်းခေတာတီးအရှင်းဆိုဆိုတော့အဲ့ကျွန်တော်စိတ်ထဲမှာအာငငယ်လေးကဒါတွေကမြင်နေရတော့ ဝါသနာပါတာပေါ့နော်ကျွန်တော်အနေနဲ့ဆိုရင်လည်းအတီးရတာရောသရှင်ရေးရတာတွေဝါသနာပါပါတယ်ကျွန်တော်ပေးအဲ့တုန်းကတော့လည်းဟိုကျွန်တော်ဘုံကတော့အဲ့လိုမျိုးခါမျိုးကြီးတော့မရှိဘူးပေါ့နော်ပြီးရင်အဲ့ခစ်တွေကလည်းအဲ့လိုမျိုးတော့ပြန်စုတေးတွေ ဟိုအရန်အဲ့လိုမျိုးခစ်စားနေရဆိုတော့လေဟောငါမဆူလဲငါအဖေသင်းဒီမျိုးကြီးပြန်ဆူมาပဲပေါ့ပြီးတော့အဲ့လိုမျိုးကြီးပုံမှာလဲဟိုအဖေကိုဂုံပြူတဲ့အနေမျိုးနဲ့ပဲသဘုတ်တလီလောက်ပဲလှုပ်တာကောင်းပဲပေါ့နော်အဲ့တော့အရန်ကြီးပြန်ဆူတေးပြန်ဆူတေးဆိုပြီးတော့အဲ့တုန်းကအရန်ကိုအဲ့လိုငွားထားတယ်လीအဲ့ခေတ်ကာလတခုမှာဆိုတော့ကျွန်တော်အဲ့အရာကြီးလဲအဲ့လိုမျိုးမလုပ်ဖြစ်ဘူးဟိုဂုံပြူမယ်ဆိုရင်တော့ဒီလူကိုဂုံပြူမယ်ဆိုတဲ့တပုတ်တော့ပေါ့နော်သူ့ကိုတကယ်ရိုးရိုးစေးစေးနဲ့သူ့အတွက်အဲ့လို တဖို့တော့အဲ့လိုမျိုးတွေပဲကောင်းမှထင်တယ်ကျွန်တော်ပုပ်ကလေးကအနေနဲ့ဆိုရင်တော့အဲ့ဒီ feeling ကြီးကိုကျွန်တော်မကြိုက်ဘူးအဲ့လိုမျိုးပေါ့ဘဝကြီးတို့ဟာဒါမဲ့လည်းအဲ့ဒီတုန်းကဘဝကြီးတို့ရဲ့တခြင်းလေးတွေတော့ဂုံပြူတဲ့အနေနဲ့ပေါ့နော်ကျွန်တော်အမြဲတမ်းပြန်ဆိုဖြစ်တယ်အဲ့ဒီတုန်းကလည်းအေးဆိုင်တက်တိုင် ဆိုတဲ့တခြင်းလေးဆိုဖြစ်တယ်အဖေရဲ့အိမ်မနာလိုဘူးခွာလေးဆိုဖြစ်တယ်အဲနောက်ပိုင်းလေးကလေးအခုအနေနဲ့ပေါ့နော်လုတ်ဖြစ်မယ်ဆိုရင်လည်းသူတို့တခြင်းလေးတွေကိုအမြဲတမ်းဟိုဒါတကယ်ကိုရှိရ ိုသူတို့တွေနဲ့အတူပူးပေါင်းပြီးတော့လုပ်ခဲ့တဲ့ဟာ music တမားတွေရောနော် player တွေရောအကုန်လုံးဂုံပြူတဲ့အနေနဲ့အဲ့လိုတပုတ်တလီတော့ကျွန်တော်အမြဲတမ်းအဲ့လိုထက်ထက်ပြီးတော့လှုပ်ရှင်တယ်အဲကျွန်တော်အဲ့ရန်ဝန်းနေတာအဲ့ရတခုပေါ့နော်အဖေကအမြဲတမ်းကျွန်တော်ကိုသူကအဆူတော်တယောက်အဲ့လိုမျိုးအနေနဲ့သူမြင်မြင်စေရင်လည်းကျွန်တော်ကိုလည်းတင်မောလိုက်တာပါရန်ဆိုလဲတကယ်တော့သူစိတ်ထဲမှာတကယ်အဖေကမကြိုက်ဘူးဟိုဟိုကျွန်တော်ကသူ့အဲ့ဒါလေးကိုမဖြည့်ဆည်းပေးလိုက်နိုင်ဘူးပေါ့နော်အဲ့ဒါလေးတော့ကျွန်တော်ဝမ်းနေတယ်အဲ့ဒီကတော့ဘာဖြစ်အခု ခွင့်ရေးရမယ်အခြေအနေရမယ်ဆိုရင်တော့ကျွန်တော်ပြန်လုပ်ဖို့ကတော့ဒါသူဆန္ဒလေးပေါ့နော်အဲ့လိုပြန်ဖြည့်ဆည်းပေးခြင်းလေအဲရှိရရှိရရှိရကျွန်တော်အခုဒါအမှန်ကအခုဒီမှာကျွန်တော်နည်းနည်းလေးကထက်နေအောင်မယ်ဆိုကျွန်တော်အချိန်ရရင်ကျွန်တော် record လုပ်ဖို့အဲညီတယောက်လည်းပေးထားတဲ့အဲတပုတ်ရှိတယ်အဲ့ဒါကိုလုပ်မယ်လို့လုပ်နေတယ်မှာအခုတမောတက်ခုကဟာပြန်ဖြစ်သွားပါပေါ့နော်ဖြစ်သွားတော့အဲပြန်လာမှပဲလုပ်မယ်အဲ့ဒါကိုဆိုတော့ကျွန်တော်အခုမှာလုပ်ဖြစ်ရင်တော့အနည်းဆုံးအဲ့လို တုံးလေးဘူးလားပေါ့နော်အဲ့လိုမီနီလေးပေါ့အဲ့လိုလေးလုပ်ပြီးတော့ကျွန်တော်ဒီ line ပုံကပဲတင်တင်ပေါ့နော်အခုခေတ်ကလည်းဟို album ကြီးလောက်ကြီးလုံးစရာလည်းမလိုတော့ပါဘူးသိရမှာ line ပုံကနေပဲလုပ်ရမယ်ဆိုတော့အဲ့လိုနည်းနည်းလေးတော့အချိန်ကနည်းနည်းကြာသွားတာပေါ့ဒါပေမဲ့မတတ်နိုင်ဘူးအခုကိုယ်အလုံးတကယ် professional အလုံးနဲ့ကြာတော့လေဆိုတော့ဟိုလုပ်ဖို့တော့ရှိတယ်ကျွန်တော်အဲ့ဒါတိုးတိုးတန်းတန်းဖြစ်သွားတာပေါ့ ဟုတ်ကဲ့အခုကတော့အဲ့လိုဖြစ်သွားပြီပေါ့နော်တင်းမောကလည်းအနည်းဆုံး10လလောက်လောက်လိုက်ရမယ်ဆိုတော့အခုကအမှန်အချိန်မမီတော့ဘူးပေါ့အဲ့လိုဖြစ်သွားမှန်ကတော့ကျွန်တော်တဘုံတဘုံတော့ live လုပ်ပြီးတော့ဟိုတင်ခဲ့မလို့ပဲ YouTube လေးမှာအခုကတော့အချိန်မမီတော့ဘူးဖြစ်သွားတယ်ကျွန်တော်။အများကတော့အမှတ်တရတော့အဲ့လိုပေါ့ဥပ္ပါတောင်းနေလဲပေါ့တို့ရကငကိုရကတို့ရစီစဉ်ပြီးသားသချင်းတွေတိုက်ပြီးသားကျွန်တော်ကဟိုပြန်လာမယ့်ရက်ကအတိအကျမဟုတ်ဘူးဗျာ။ ဆိုတော့အချင်းကြီးပြန်လာမယ်ဆိုတော့သူတို့ခါနေကရက်ကအရန်တော့တိုက်တာအဲဒါဆိုရင်ကျွန်တော်တို့ဂျုံကဲနေမှာပါမယ်ဘာညာဆိုပြီးတော့တခြင်းလဲအဲ့ဒါမတိုက်ဖြစ်ဘာမှလည်းအဲ့ဒါမလုပ်ဖြစ်ပဲနဲ့ဝုန်းဝုန်းဆိုပြီးလေမောဆင်ဆင်းပြီးတာနဲ့တန်းပြီးတော့စိတ်ဆင်ကိုတန်းသွားပြီးတော့ဆိုရတာပေါ့အဲတခြင်းလဲမတိုက်ဖြစ်ဘူးအဲအဲ့ဒါနဲ့ရှိရတယ်ပဲဒါဒီတခြင်းချမယ်ဆိုအစဉ်ပြေသူပဲလုပ်လိုက်တာပေါ့အဲ့ဒါကတော့ record တစ်ခုဖြစ်သွားတာပေါ့နော်အဲ့တော့အမှတ်တရလေးဖြစ်သွားတာပေါ့ရှိပါတယ်အဖေ့သင်းရောအဲ့လိုမျိုးကတော့ဘာဖြစ်အဖေ့သင်းတွေအကုန်လုံးကတော့အလွမ်းကဖီးတို့ဒီမိုးတို့သိရမှာ အဲ့ပြီးရင်ဒီအချက်မိုးတော့အဖေတချင်းတွေကတော့အများကြီးပါသူလုခဲ့တာတွေကလေဆိုတော့ရှိပါတယ်ကျွန်တော်ဆိုဆိုဖို့ပါလေဒီမှာအဲ့ဒီချင်းတွေဆိုတော့သူတို့ပုံစံပုံမှန်ကြီးတော့မပြောင်းဘူးပေါ့နော်သူတို့ငဘူဟိုးကင်းတွေကသူတို့ရေခံကြီးခဲ့တဲ့ဒီအဲ့ဒီ player တွေရဲ့ arrangement တွေအတိုင်းပဲပေါ့နော်အဲ့ဒါလေးကိုပို့ပြီးတော့ကောင်းအောင်လုပ်ပြီးတော့ဒီသူတို့ရဲ့မပြတ်တဲ့ပုံစံလေးပေါ့အဲ့အဲ့ဒါကြီးလည်းဆိုဖို့ရရှိပါတယ်